မမျှော်လင့်မဲ့ရုတ်တရက်အသက်သေဆုံးခြင်း sudden and unexpected death လို့စိတ်နှစိပညာမှာခေါ်ပါတယ်။ရုတ်တရက်အသက်သေဆုံးရတဲ့အကြောင်းတွေအများကြီးရှိရဲ့။အဲ့ထက်မှမှနှလုံးချောင်းဖြစ်တာနဲ့နှလုံးချောင်းမဟုတ်တာ။နှလုံးချောင်းဖြစ်တဲ့ဟာမှာဆိုရင်အားလုံးသိတယ်။ heart attack ရုတ်တရက် heart attack ရတယ်။နောက်တစ်ခုက arrhythmia နှလုံးခုန်လုံးမမှန်တာတွေဖြစ်ပြီးအသက်သေဆုံးရရှိရဲ့။နှလုံးချောင်းမဟုတ်တဲ့အကြောင်းတွေမှာဆိုရင်တော့ အဆုတ်ကိုသွားတယ်သွေးကြောပိတ်သွားတာ pulmonary embolism လို့ခေါ်တယ်ပြီးရင် stroke လို့ခေါ်တယ်လေဖြတ်တာပြီးရခါကျ immediate ပြင်းထန်တဲ့ဓာတ်မတည့်တာ allergic ပေါ့ severe allergic reaction ကြောင့်လည်းဖြစ်နိုင်တယ်လို့အုံနောက်မေးပါရောက်တာ meningitis လို့အစိမ်းလို့စိတ်ပညာမှာခေါ်တယ် infection ရောဂါပိုးဝင်ပြီးအုံနောက်မေးပါရောက်တာကြောင့်တချို့ကြောင့်လည်း epilepsy လို့ခေါ်တဲ့အတက်ရောဂါကြောင့်မမျှော်လင့်ပဲရုပ်တရက်ကောက်ကောင်ကင်ကအသက်တည်ဆုံးသွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့ထဲမှာမှစိတ်နှုန်းနဲ့ယင်းနေတာကတော့ heart attack နှလုံးသွေးကြောပိတ်ပြာ မကြသေးခင်ကမှလည်းစိန်တို့မြန်မာနိုင်ငံကအမှုပညာရှင်တူဒီယောဂါကြောင့်နှုတ်မဆက်ပဲရုပ်တရက်ထွက်ခွာသွားပါတယ်အဲ့တော့ဝန်ထမ်းချင်းနဲ့အတူအများပြည်သူတွေကိုလည်းဒီလိုဖြစ်ရဆိုမျိုးမကြုံတွေ့စေဖို့အတွက်ဆိုင်ရပြပြပေးချင်တာပါဟာအတက်ကနှလုံးကိုသွားတဲ့နှလုံးအကောင်းအလုံးလုံးနိုင်မှုအတွက်သွားပြီးတွေးကြောလေးတွေက support လုပ်ထားရှိရအဲ့မှာမှပင်မတွေးကြောကြီးပိတ်သွားတာဘာကြောင့်ပိတ်တာလဲပေါ့နော် ပိတ်တဲ့အတိုင်းမှာများသောအားဖြင့်သွေးထဲမှာကိုလက်စထရောတွေအစီအစိတ်တွေများလာတဲ့အစီကဲလေးတွေအဲ့အစီကဲလေးတွေအချိန်မရွေးပေါက်ထွက်သွားနိုင်တယ်အဲ့အစီကဲလေးကပေါက်ထွက်သွားတဲ့အချိန်မှာပေါက်တဲ့နေရာမှာ blood clot လို့ခေါ်တဲ့သွေးကဲလေးဖြစ်တယ်အဲ့သွေးကဲကခုနနှလုံးကိုသွားတဲ့သွေးကြောမှယူလုံးဝပိတ်သွားတဲ့အခါမှာ heart attack ရတယ်တချို့ကျတော့လည်းနှလုံးသွေးကြော ကျင်းတဲ့အနေအထားလေးမှာခံဟာခံစားရတာမျိုးရှိပါတယ်အဲ့တော့အဓိကအသက်သေဆုံးကတော့လုံးဝပိတ်ဆို့သွားတာကြောင့်ဖြစ်ပါတယ်ဟာတန်ရပြီအဲ့ခါကျရင်ဘယ်လိုလက္ခဏာတွေခံစားရလဲဆိုရင်တော့ကာကရှင်လူနာကရေဘက်အောင့်နေရေဘက်အောင့်နေဆိုရင်ကအောင့်နာနာလာလဲဖြစ်နိုင်လို့တချို့ကလည်းနှလုံးရွှဲဆုပ်ထားသလိုမျိုးပြီးဒီမှာ တခုခုဖိထားသလိုမျိုးအောင်နေနာနေရဲ့ကြက်ပြီးတော့အသက်ရှူလို့မဝဘူးပြီးရခါကျရင်နှလုံးခုန်လုံးဟိုရင်တုံတာပေါ့ရေတုံပန်းတုံတွေဖြစ်လာတယ်ချွေးစည်းတွေပြန်လာတယ်ပြီးရင်တခုလုံးမှာကြိုက်ခဲနာခြင်းမှုတွေရှိတတ်တယ်ဒါပေမဲ့တိတိတတ်တာထင်းထင်းရှားရှားကတော့ဘယ်ဘက်မေယိုဘယ်ဘက်ဒီ နယ်လေပဲနောက်ကျောနေဘယ်ဘက်လမောင်းမှာတော့တိတိကျကျသာကြိုက်ခဲနာခြင်းမှုသူခံစားရတတ်ပါတယ်ပြီးရင်ပြို့တာအန်တာပြို့ခြင်းတို့လို engine တွေလို့ကဘလို့မှနေလို့ထိုင်လို့မကောင်းဘူးပေါ့နော်ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် heart attack ရပါပြီအဲဟိုတချို့တွေက anxiety များလို့စိတ်လှုပ်ရှားမှုများလို့ဆိုအဲ့လက္ခဏာနဲ့လည်းရောသွားတတ်ပါလေဒါပေမဲ့အဲကိုမကနှလုံးသွေးကြောပိတ်နိုင်တဲ့အကြောင်းရင်းတွေရှိရအရင်ကလည်းဖြစ်ဖူးတဲ့နှလုံးရောဂါရှိတဲ့သူတွေဆိုရင်တော့တေချာပါ heart attack ကိုစိတ်လုံးကစဉ်းစားရမှာဖြစ်ပါတယ် တချို့ရဆိုရင် ခေါင်းလေးရေအဲ့လိုမျိုးလက်ခနဲ့လက်ခနဲ့ခေါင်းမူးတာခေါင်းရေးတိတ်မူးတာမျိုးအာတချို့ရဆိုရင်ချောင်းဆိုးပြီးတော့အသက်ရှူမှတမ်းမှာတွှွှီွှီမိတဲ့နေပါမြည်အဲ့လိုထွက်လာတာမျိုးရှိပါတယ်ဒါ heart attack ကဲဖြစ်တတ်တဲ့လက္ခဏာလူတိုင်းဒီအတိုင်းဖြစ်ရမယ်မဟုတ်ဘူးเนาะတချို့တွေမှာနှစ်ခုလောက်ပဲဖြစ်မယ်တချို့တွေမှာသုံးလေးခုလောက်ဖြစ်မယ်တချို့တွေမှာတစ်ခုလောက်ပဲဖြစ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့တော့အရေးကြီးတာကဒီလို heart attack ရပြီဆိုရင် ကျမတို့ဆေးရုံကိုအချိန်မီရောက်ဖို့လိုပါတယ်အဲ့ပိတ်သွားတဲ့သွေးကိုချက်ချင်းဖျော်ပြစ်ဖို့ဖယ်ပြစ်ဖို့အရေးကြီးပါတယ်အဲ့တော့ဒီလိုလက္ခဏာခံစားရပြီဆိုရင်ဆေးရုံ ambulance ကောင်းကိုခေါ်ထားတယ်အဲ့လိုခေါ်ထားတဲ့အချိန်မှာအကျမတို့က aspirin အလုံးကြောက်ပြောမှာ aspirin ဆေးပြောက်ကို 300mg ဆေးကိုဒီလူနာအောင်တိုက်ထားဖို့လိုပါတယ်ဒါပေမဲ့ဝုန်းဆိုပြီးတော့လဲကြသွားပြီနော် လက်ဒီလိုဝိုင်းဆိုရင် ambulance မရောက်မခင်ဒါမှမဟုတ်ဆေးရုံမရောက်ခင်မှာသူ့ကို oxygen တွေတော့ရှော့ပေးနေဖို့လိုပဲ okay အောက်ဆီဂျင်ပေးဖို့မရှိဘူးဆိုရင်အရေးပေါ်အသက်ကင်းနေကာဒီယိုပါမိုနရီရက်ဆာဆာတေးရှင်းလုပ်ဖို့ကအရေးကြီးပါတယ်အဲ့တော့ဒီနေရာမှာတော်တော်များများကအာဆေးနေပေတဲ့ကမဟုတ်တဲ့အတွက်မားနေတာကိုတွေ့ရပါတယ်ဘယ်လိုလုပ်ရမှာလဲဆိုတော့လူနာကလဲနေရပလက်လန်နေရမှာဆိုရင်သူ့ရဲ့ခေါင်းလေးကိုတစ်ချက်လေးအဲနည်းနည်းမှင့်ထားလိုက်ပေါ့နော်ပြီးရအခါကျရင်ဒီရှင်ဘက်ကရင်ညွန့်လို့ခေါ်တာပဲရင်ညွန့်ရိုးတက်တဲ့အရိုးရှိအဲ့အရိုးပေါ်ကိုဖိရမှာဘာနဲ့ဖိရမှာလဲဆိုရင်တော့လက် ျမတို့လက်နှစ်ဖက်မှာဆိုရင်ကျမတို့ဆိုရင်ညာတန်းနေမနော်ဘယ်ဘယ်ဟိုဘယ်ညာတန်းဒီလက်တစ်ဖက်ပေါ့နော်ဘယ်ဘက်လက်ပေါ့ဦးညာဘက်လက်ကဒီလိုထပ်လိုက်မယ်လော့ခ်လုတ်လိုက်လို့မျိုးလုတ်လိုက်တာနော်အဲ့လိုလုတ်လိုက်တာပြီးရင်လက်ဖမိုးပေါ့အော် လက်ဖနောက်ခေါ်တာပေါ့နော်လက်ဖမောက်လက်ဖနောက်နဲ့လူနာရဲ့ခုနရင်ညွတ်တက်တက်ဦးဖြိချ ဲ့လိုဖိတဲ့အခါမှာလက်ကြီးကကိုင်းနေရမှာမဟုတ်ဘူးလက်ကလုံးဝ90 degree ဒီရင်ဘက်နဲ့လူနာအာကိုယ့်ရဲ့လက်နဲ့90 degree 90 degree အပေါ်ကနေကိုယ့်ရဲ့တစ်ခိုးလုံး weight ကိုအသုံးပြုပြီးတော့အားနဲ့ဖိချရမှာလက်မောင်းလေးနဲ့ဖြီး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 ဆိုပြီးတော့ရုပ်ရှင်ထဲမှာလို့လို့လောက်ရမှာမျိုးမဟုတ်ဘူးတစ်ခိုးလုံးအားနဲ့ဖိချဖိချအဲ့ဒါဇက်တိုက်ဖိရမှာအဲ့လိုဖိချတာဘယ်လောက်အကျဉ်လဲဆိုအကျဉ်30ဇက်တိုက်ဖိဖိအချိန်30ဇက်တိုက်ဖိပြီးတော့မှဒီပါဇက်ထဲမှာလေမှုတ်ထည့်ရမယ်လေမှုတ်ထည့်တဲ့နေရာမှာလည်းဘယ်လိုမှုတ်ထည့်ရမလဲဆိုဒီနှာခေါင်းပေါက်ကိုပိတ် ်တခါပေါ့ကိုပိတ်လူသားရဲ့ဗစက်တစ်ခုလုံးကိုကာဗာဖြစ်သွားကိုကိုဗစက်နဲ့ငုံပြီးအုပ်ပြီးတော့မှအသက်ကိုရှူထည့်လိုက်မယ်ဒါကအရေးပေါ်လမ်းဘေးမှာဝုန်းနေဖြစ်သွားပြောတာနော်အကောင်းဆုံးကတော့ကျမတို့ဟိုရုပ်ရှင်တွေထဲမှာရွှီရွှီညှစ်ပေးရတာမျိုးရှိရအဓိကဗစက်တစ်ခုလုံးကာဗာလုပ်ပြီးတော့မှအဲ့လိုညှစ်ပေးဖို့လို့ပဲအဲ့ဒါကိုနှစ်ချက်ဗစက်ထဲကိုလေမှုတ်ထည့်မယ်အချက်30ဖီနှစ်နှစ်ချက်လေမှုတ်တွင်အဲ့လိုပုံစံမျိုးကိုတမင်းနဲ့မှာအကျင့်120အတွင်းဖြစ်အောင်လုပ်ပေးရမယ်အချက်ပေါ့အချက်120တရားလောက် တောက်လျှောက်ဖိပြီးနေရမယ်ဘလောက်လောက်ရမှာလဲဆိုရင်စစ်ရုံက ambulance မရောက်မချင်းစစ်ရုံမရောက်မချင်းတောက်လျှောက်လုတ်ပြီးနေရမှာအဲ့တော့အရန်ပင်မန်းနေလူကအားတုံခွန်ဆိုင်ဖိချဖိနေရမှာအဲ့တော့ ကိုကပင်မမေဆိုနောက်တစ်ခါချက်ချင်းဝင်နောက်တစ်ခါလည်းခုနလိုပုံစံအတိုင်းမှန်မှန်ကန်ကန်ဖိမှဒီရက်သွားတဲ့နှလုံးကပြန်ခုံပြီးတော့အလုလုလာမှဖြစ်ပါတယ်။အော် ambulance လာပြီဆိုရင် oxygen ပေးပြီးဘာညာဘာညာနဲ့ဆေးရုံရောက်မှဒါကကိစ္စမရှိဘူးပေါ့နော်။အဲ့လိုမဟုတ်ဘူးဆိုရင် heart attack ကနောက်ဆက်တွဲကြောင့်လူနာအသက်သေဆုံးသွားနိုင်တယ်။အော်ဒီက heart attack နောက်ဆက်တွဲကဘာလဲဆိုရင်နံပါတ်1အကြောက်ဖို့အကောင်းဆုံး arrhythmia နှလုံးခုံလုံးမမှန်တော့အောင်ခုံကျင်တယ်လို့ခုံဗျံမတာတွေခုံတာလည်းဖြစ်နိုင်တယ်။မခုံတော့လည်းဖြစ်နိုင်တယ်။နှေးဝါလည်းဖြစ်နိုင်တယ်။အဲ့ဒါကြောင့်အသက်သေဆုံးနိုင်တယ်။နောက်တစ်ခု cardiogenic shock နှလုံးမာဆယ်တွေကြွက်သားတွေကကောင်းကောင်းအလုံးမလုံးနိုင်တော့ဘာလို့လဲဆိုတော့ကြွက်သားတွေကအပြင်းထန်ထိခိုက်သွားပြီ severely damage ပေါ့ပုံမှန်ကသူကအောက်ဆီဂျင်နေအာအောက်ဆီဂျင်နေအာဟာရဓာတ်တွေကိုဒီသွေးကြောလေးကတည်ဆောင်သွားနေရအဲ့တော့လုံးဝပိတ်သွားတဲ့အခါကျတော့လုံးဝကြွက်သားတွေကပုတ်လာနှလုံးကြွက်သားတွေကပုတ်လာပုတ်လာပုတ်တဲ့ပမာဏကအများများလာတဲ့နော်ချက်ချင်းမှပြန်ပြီး recover မလုပ်နိုင်ဘူးမကုနိုင်ဘူးသွေးကြော ပိတ်နေတာမဖယ်နိုင်တဲ့ခါမှာအလုံးဝအပြင်းထန်အဲ damage ရပြီးတော့ထိခိုက်ပျက်စီးသွားပြီးတော့လူနာချက်ချင်းတေဆုံးသွားနိုင်တယ်ဒါမှမဟုတ်ဘူးဆိုလေ hub rupture နှလုံးရင်းတစ်ခုလုံးကွဲထွက်သွားတာကြွက်သားရေအကုန်လုံးကပျက်စီးနေရဖြစ်တဲ့အတွက်ကွဲထွက်သွားတယ်အခါမျိုးမှာဆိုရင် ဒီဟာအတက်ရဲ့နောက်ဆက်တွဲကြောင့်လူနာအသက်တည်ဆုံးတာမျိုးဖြစ်တတ်ပါတယ်။အဲ့တော့လူတိုင်းဟာတိုက်ဖြစ်ရင်အသက်တည်ရသလားဆိုတော့လူတိုင်းတော့မဟုတ်ပါဘူး။အသက်ရွယ်ပေါ်မှုတည်ရဲ့လူငယ်တွေတဲ့ဆိုင်လူကြီးတွေဖြစ်တာများတယ်။ Okay ငယ်လို့မဖြစ်ဘူးလို့ဘတော်မှမတွေ့ပါနဲ့လုံးဝမှားပါတယ်။ဒီနေ့ခေတ် lifestyle တွေစိတ်လေးတွေတောက်တယ်စီတန်းကြီးလိုက်ဆိုရင်ကိုလက်လှုပ်ရှားမှုမရှိဘူး fast food တွေစားကြတယ်အဲ့လိုခါမျိုးမှာဆိုရင်သွေးတင်း cholesterol တွေများတာမျိုး အမျိုးမျိုးကလည်းအဝါတယ်ဝါတယ်မျိုးမျိုးရှိရင်နှလုံးနဲ့သွေးကြောနဲ့ပတ်သက်တဲ့ရောဂါမျိုးရှိရယ်ကိုကလည်းစိတ်လေးတည်းတောက်တယ် healthy lifestyle မရှိဘူးဆိုရင်သူဒီတကြပါနှလုံးသွေးကြော cardio coronary heart disease ဖြစ်ဖို့ chance များတယ်အရင်ကတော့ကိုကဖြစ်ဖူးရယ်ဆိုပို့ပြီးခရူးဆိုင်ရမှာနော်အဲ့တော့ဒီလိုလူမျိုးတွေကအသက်ကြီးရင်ဒီပို့ဆိုရင်ရတယ်လူငယ်တွေဆိုရင်လည်းအရင်တော့ဖြစ်ဖူးရယ်ဆိုရင်ပို့ပြီးခရူးဆိုင်ရတယ်ကိုကနှလုံးကြွက်သားတွေကအများကြီးထိခိုက်ပျက်စီးထားတယ်ဆိုရင် ပြန်ကောင်းမှုအချိန်ကြာတတ်တယ်အဲထိခိုက်ပျက်စီးမှုကနည်းတယ် damage ထိခိုက်ပျက်စီးမှုတိတ်မရှိဘူးဆိုရင်တော့ recover ဖြစ်ဖို့ပြန်တက်တာဖို့အတွက်မြန်မြန်စောစောစီးပြန်ကောင်းနိုင်ပါတယ်ကိုကအာကျမတို့အားလုံးကြားမှုမှာပါ Adovas လိုမျိုးသွေးတွင်းကိုလက်စတရောချရတဲ့ဆီးတွေတချို့သွေးတို့ရှိရတဲ့ဆီးတွေးကြဆီးတွေဒါတွေမှန်မှန်နေ့စဉ်မှန်မှန်တောက်နေရမယ်တပတ်မှာအနည်းဆုံးမိနစ်150နာရီနဲ့တွက်မယ်ဆိုရင်2နာရီနဲ့ 30မိနစ်တိတိကိုလက်လှုပ်ရှားမှုလေးရှိရမယ်။အဲ့ဒါလူနာရဲ့လူရဲ့အခြေအနေပေါ်မူတည်ပြီးတော့ workout လုပ်နိုင် workout လုပ်တာမန်ပေါပေါပါပါလမ်းလျှောက်တာဆိုလဲပေါပေါပါလမ်းလျှောက်တာလားလို့အဲ့လိုမျိုးလေးပုံမှန်လုပ်ပေးဖို့အရေးကြီးပါတယ်။စားတဲ့အစားတောက်မှာဖက်စုတွေအစီများတာတွေအချိုတွေအီအစိမ့်တွေအငံ့တွေကိုရှောင်ပါရှော့ပါစိတ်လေးကတော့လုံးဝဖျက်ရမှာနော်စိတ်လေးလုံးဝဖျက်ရမယ်အစားတောက်မှာဆိုရင်တော့ကျွန်တော်တို့အတီးအရွက်ဟင်းဒီဟင်းရွက်အတီးအနှံငါပြီးတော့ white meat လို့ခေါ်တာပေါ့ငါတို့စက်သားဒီလိုဟာမျိုးကြီးစားပြီးတော့အဆီများတဲ့လွန်ကဲတဲ့ကိုလက်စတရောပါတဲ့အစားအသောက်တွေကိုရှောင်ပါသွေးကြစေးတို့သွေးသင်းကိုလက်စတရောကြစေးတို့ကိုမပော့ပါနဲ့ပြီးတော့အိပ်ရင်းမပြက်စေနဲ့ဂယုဆိုင်ပါအဲ့ဒါဆိုရင်တော့ဒီနှလုံးနဲ့ပတ်သက်ပြီးကိုကသွေးကြောကျင်းနေတော့ညာလဲပဲသွေးကြောပိတ်ဖို့ချက်ရှိနေတော့ညာလဲပဲ heart attack ရှိနေတော့ညာလဲပဲ ပြန်ကောင်းနိုင်ဖို့မင်းမြန်ပြန်ကောင်းနိုင်ဖို့အတွက် chance များပါတယ်ကိုကအကွက်အစားတောက်အနေတိုင်းတစ်ချက်လေးပေါ်ရွှလိုက်တာနဲ့ဒီ hug တက်ဒီစိန်ကုနာပြောတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်ပြီးတော့အသက်ငယ်သူဖြစ်စေကြီးသူဖြစ်စေရုတ်တရက်ဒီလောကတွေကနေနှုတ်ဆက်ထွက်ခွာသွားတာမျိုးဖြစ်နိုင်ပါတယ်နောက်ထပ်ဘယ်အရွယ်ကောင်းဘယ်အညွန့်ကောင်းဘယ်တမိုးရှိတဲ့လူကိုမှငယ်ငယ်ကြီးကြီး ဒီလိုယောဂမျိုးသတိလက်လွတ်ဖြစ်ပြီးတော့အသက်တည်ဆုံးသွားတာမျိုးမဖြစ်စေချင်ပါဘူး။ဘာလို့သတိလက်လွတ်ဖြစ်ရလဲဆိုတော့ငါငယ်သေးလို့မဖြစ်တော့ပါဘူးတို့။ဒါမှမဟုတ်ဆေးတောက်ဖို့ healthy lifestyle ကိုလိုက်နာဖို့ပော့ရော့တာတွေအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တဲ့အတွက်စိတ်ကဒါလေးကို remind လုပ်ခြင်းလို့သတိပေးခြင်းလို့ညာကြီးချိန်မဲ့တော့အာဒီဗီဒီယိုလေးကိုရိုက်ပြီးတော့ share လိုက်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အဖိုးဖွားတွေရောကိုကိုတိုင်ကိုခရူးဆိုင်ပါစိတ်ရဲ့မိတ်ဆွေတွေထဲမှာဆိုလည်းအသက်20ကျော်30ကျော်လေးတွေနဲ့နှလုံးသွေးကြောချင်းနေရာတွေအများကြီးရှိနေတာကိုတွေ့နေရတာဖြစ်တဲ့အတွက်အားလုံးကိုခရူးဆိုင်စေခြင်းပါတယ်အားလုံးခရူးဆိုင်ကြပါ good night ကောင်းသောညနေဖြစ်ပါစေနော်